နေ့ကကျွန်တော်တို့ရခိုင်တပ်မတော်ရဲ့ရှင်းနှမြောက်တပ်မတော်နေ့ဖြစ်တယ်ရခိုင်တပ်မတော်ကိုဒီကချင်ပြည်ကိုလာပြီးမှစတင်ဖွဲ့စည်းခဲ့တာရှင်းနှစ်နှစ်ပတ်လည်နေ့ပေါ့ကျွန်တော်တို့ကဒီရှင်းနှမြောက်ရခိုင်တပ်မတော်နေ့ကိုဟိုကျင်းပရချင်းရဲ့ဒီနေ့အဓိကရည်ရွယ်ချက်ကတော့ကိုယ်တက်ရဲ့မွေးနေ့လည်းဖြစ်တယ်ဒါပေမဲ့အဓိကဥတည်ချက်ထားတာကကျွန်တော်တို့ရဲ့ ဟိုရခိုင်အမျိုးသားရေးလမ်းစဉ်ဖြစ်တဲ့ရခိတလမ်းစဉ်နဲ့ဒီရခိုင်မျိုးသားရေးညီမှန်းချက်တွေကိုပြည်သူတရက်လုံးရှင်းရှင်းလင်းလင်းပို့ပြီးသိရှိနားလည်ဖို့နဲ့ဟိုအဲ့ဒီလမ်းကြောင်းအတိုင်းအတူတကွလျှောက်လမ်းဖို့အတွက်ရည်ရွယ်ပြီးမှကျင့်ပါတာဖြစ်ပါတယ်ကျွန်တော်တို့ကဒီ ULA ဆိုတာကျွန်တော်တို့ရဲ့နိုင်ငံရေးဝင်းပေါ့ United League of Arakan ဆိုတာရခိုင်မျိုးသားဖွဲ့ချုပ်လို့ရခိုင်စကားနဲ့ဒါမျိုးခေါ်တယ် သူရဲ့အာမင်ဝင်းကတော့ AA ပေါ့ American Army ပေါ့ကျွန်တော်တို့ရခိုင်မျိုးသားဖွဲ့ချုပ်အနေနဲ့ဒီကိုကန့်ကျင်မကိုကိုဟိုဆုံးဖြတ်နိုင်ဖို့ပေါ့အာသူများရဲ့စီမံတဲ့အတိုင်းဒီဂျုံပြုတ်မခံဖို့ပေါ့အာဒါကြောင့်ကျွန်တော်တို့ပြည်သူနဲ့လက်တွဲပြီးဆောင်ရွက်တော့မယ်အခုဒီကျွန်တော်တို့၈နှစ်တာတော်လည်ရင်ခီးတစ်လျှောက်လုံးမှာကျွန်တော်တို့ရဲ့ဟိုပေးဆပ်မှုတွေစူးစမ်းမှုတွေကိုအာမှတ်တမ်းတင်တဲ့အနေနဲ့ကျွန်တော်တို့ ပြည်သူကိုအတိပေးတာရှိတယ်ကိုယ့်ရဲ့တက်ထဲမှာဒါသင်ခန်းစာယူစီရတယ်အင်အားယူစီရတယ်ရှိတာတွေကိုကျွန်တော်တို့ဟိုယူပြီးမှအာရှစ်ဆက်ပြီးဒီထက်ပိုပြီးမှထိရောက်တဲ့ကြည်ပြန့်တဲ့အမျိုးသားရေးတည်ဆောက်မှုတော်လှန်ရေးဆင်နွှဲမှုတွေကိုဆောင်ရွက်နိုင်အောင်ကျင်းပရခြင်းဖြစ်တယ်ဆက်လက်ပြုလုပ်ဆောင်ရွက်တော့မှာလည်းဖြစ်တယ်